ဆရာကျင့်ဝတ်၅ပါတဲ့ဆရာကောင်းတယောက်မိသားဖို့ဆိုရင်ဆရာကျင့်ဝတ်တွေကျေဖို့လဲလို့တယ်ပေါ့အဲ့ဒါဘာလို့ဆိုတော့အတက်လဲသင်ပဲ့ပြင်းဆုံးမတပည့်ဆိုတာဆရာကိုမိပြီးတော့နေတာမိဘရင်ဝင်နဲ့ဆရာရင်ဝင်ရောက်လာဒါအမြင်မတော်တာတွေအစမပြေတာတွေရှိရင်လိမ့်မအောင်ဆုံးမရမှာဝတရားရှိဒါမှအတက်လဲသင်ပဲ့ပြင်းဆုံးမ တိတ်ပါမချမ်းတဲ့တတ်ပညာနဲ့ပတ်သက်ရင်အကျွင့်ကြံမထရဘူးဆရာလက်ဆုပ်မထရဆရာကောင်းစရာဘေးရန်စီကာကိုတပည့်တွေဘုံမှာအန္တရာယ်ဖြစ်လာတော့မယ်ဆိုရင်ဆရာကလည်းဒုတိယမိဘတပည့်ဖြစ်တဲ့အတွက်ဆိုအန္တရာယ်မဖြစ်အောင်စီကာရမယ်ဝတရားရှိတယ်ခေါင်းမရှောင်ရအောင်အာမွေးထားတဲ့သားသမီးမှမဟုတ်ဖဲဒီလိုမအောင်မရဘူး နောက်တစ်ခုတင့်ရာအပ်ဖို့ကိုနားမှာဟောဒီကောင်လေးတွေတော့ငါခိုင်းစားရအောင်လက်တော့မွေးလိုက်ပါမယ်မလုပ်ရဘူးရှင်းမြောက်တဲ့နဲ့တပတ်အပ်တဲ့ပို့တဲ့နဲ့တပတ်လည်းပဲတင့်တော်တဲ့နေရာပို့ရအပ်ရတယ်ဒါ ਉਹ ပဲတင့်ရာအပ်ဖို့ဆရာတို့ကျင့်ဖို့ဝငါပြာပြဆိုပြမယ်နော်အတလဲတဲ့ပဲ့ပြင်းဆုံးမှာ ိတ်ပါမချမ်းဘေးရန်စီကာတင်ရာအပ်ဖို့ဆရာတို့ကျင့်ဖို့ဝငါပြား